ဒီနေ့တော့ကောင်းချီးမင်္ဂလာ တကားကို ဖွင့်တော်နီးဆိုတဲ့ကောင်းစဉ်လေးနဲ့ခွားပေးတော်မှာဖြစ်ပါတယ်။တရားဟောင်းအချမ်းအခါ28စာပိုက်7ကိုဖတ်ပါမယ်။ထာဝရဘုရားသည်အချိန်တန်မှနော်အချိန်တန်မှဆိုတာကရှေ့မှာသူ့ရဲ့နော်အကြောင်းအရာရှိတယ်ပေါ့။အဲ့ဒါဘာလဲဘာအကြောင်းအရာလဲဆိုတော့ဘုရားသခင်ရဲ့စကားတော်ကို နားထောင်တဲ့အပေါ်မှာနော်အချိန်တန်တဲ့အခါမှာအဲ့လိုပြောချင်တာ အချိန်တာမှတင်းပြိ၌မိုးရွာစေခြင်းက၎င်းတင်းပြုတ်လျာရ၌ကောင်းကြီးပေးခြင်းက၎င်းဘာနာတော်တိုက်တီးဟုသောမိုးကောင်းကင်ကိုဖွင့်တော်မူမီတင်းသည်လူမျိုးများတို့အားချင်းငားရသောခွင့်ရှိလိမ့်မည်သူတို့သည်တင်းအားချင်းငားရသောခွင့်မရှိရဒီမှာငါဘသူကိုပြောလဲဆိုတော့ယုံကြည်သူတွေကိုပြောတာအဲ့ဒီယုံကြည်သူထဲကဘသူလဲဆိုတော့ဘုရားသခင်ရဲ့စကားတော်ကိုနားထောင်တော်သူတွေကို ပြောတာနားထောင်တဲ့အပေါ်မှာအချိန်တန်တဲ့ခါမှာကောင်းချင်ပေးမယ်တဲ့ဆရာကောင်းချင်မင်္ဂလာ တကားတော့ကို ဖွင့်တဲ့နီးကပါလေပြောရင်တော့နှုတ်ကပါတော်အတိုင်းနာခံလက်လျှောက်ခြင်းဖြစ်ပါတယ်ဒါကောင်းကင်နော်ကောင်းချင်မင်္ဂလာ တကားကို ဖွင့်ခြင်းပဲဖြစ်ပါတယ်နော်အဲ့တော့အဲ့ဒီနီးကတော့နော်အဲ့ဒီနီးကတော့ဒီ တရားဝင်ကျမ်းအခန်း28စာပိုက်1ကနေ14ထိဖတ်မယ်ဆိုတော့ကောင်းကြီးတွေအမျိုးမျိုးပေးထားတာတွေ့ရတယ်။ဟာတွေ့ရတယ်။အဲကောင်းကြီးအမျိုးမျိုးထက်ကလည်းသူအသေးစိတ်မယ်ဆိုတော့ဘယ်လိုနားထောင်မယ်ဘယ်လိုနားထောင်မယ်ဆိုတာရှိတာပေါ့။သူကတော့ခြုံပြီးတော့ငါစကားကိုစစ်စစ်နားထောင်လင်းလို့ပဲပြောပေမဲ့သူကစကားတစ်ခွန်းတိုင်းတစ်ခွန်းတိုင်းမှာသူ့ကောင်းကြီးတကားတော့သူ့ကောင်းကြီးတကားတော့ရှိတယ်။ဟာမတူဥပမာဆိုကြပါစို့ တရားဟောကြားခန်းကားစာပိုက်16မှာသင်ဤဘုရားသခင်ထာဝရဘုရားပေးသနာတော်မူသောပြီ၌သင်ဤအသက်တာရှိ၍ကောင်းစားမိအကြောင်းသင်ဘုရားသခင်ထာဝရဘုရားမာထားတော်မူသည့်အတိုင်းသင်မိဘကိုယုံကြည်စွာပြုလော့ကဲကြည့်အဲ့ဒါဆိုရင်နော်ကိုနေတဲ့နေရာမှာကိုရှိရမဲ့နေရာမှာ ကိုလော့မဲ့အလုပ်ကိုလုပ်နေတဲ့အချိန်မှာတဲ့သင်ပြီဆိုတာအဲ့ဒါပြောချင်တာနော်ဟိုစံစာတဲ့ကကျွန်တော်တို့ ခန္ဓာပြူသွားမမြင်နဲ့ပေါ့နော်ကိုရှိရမဲ့ကို့ဖန်ဆင်းတဲ့ဘုရားသခင်ရွေချက်အဲ့ဒါပြောချင်တာနော်အဲ့နေရာကိုရောက်မယ်တဲ့ရောက်ရင်တော့မကောက်ဘာဖြစ်မလဲတင်းဒီအတ္တတရှိကောင်းစားမိအကြောင်းကဲကြည့်အတ္တရှိခြင်းကောင်းစားခြင်းကောင်းကြီးမင်္ဂလာတကားတော့ကိုဘာနဲ့ဖွင့်ရမလဲဆိုရင်တော့မိဘကိုယိုသေးစွာပြုတ်ခြင်းအဖြစ်အဲကောင်းကြီးတကားကိုဖွင့်မှာဖွင့်ရမှာဖြစ်ပါတယ် နော်သူ့ရဲ့နစ်စနစ်လေးရှိတယ်နော်ပြီးရင်တောတန်ချခန်းသုံးစာပိုက်9နဲ့10မှာဆိုတော့အိုတီတော့တီအဖြစ်ကောင်းချင်းမင်္ဂလာတကားတော့ဖွင့်ဖို့ပေးထားတွေ့ရတယ်ကိုဥ္စာနဲ့အိုတီတော့တီနာရှိသမျှတို့ကိုထာဝရဘုရားပူဇော်လို့သူ့ပြုလင်းသင်းစပကြီးတို့စီကျွဲဝ၍စပတိနေရတစားတို့ကိုအတိတ်သောစပိရင်နဲ့ရှမ်းလိမ့်မည်ကြည့်စပကြီးဆိုတာတော့ကိုယ့်ရဲ့အိမ်နော် တက်တာတွေပေါ့ထမင်းဟိုဘယ်လိုခေါ်မလဲမြေဖို့ကြောင့်ပေါ့ပြောမစွန်တော့เนาะကိုယ့်ရဲ့ဟိုစောက်နေပေါ့အဲ့ဒါကကျွဲဝနေမယ်တဲ့ပြီးရင်လဲပါလဲကိုယ့်ရဲ့စီးပွားလုပ်ငန်းမှာအစ်စ်အစ်စ်တွေထတ်တိုးမယ်အောင်မြင်နေမယ်ရှန်ထွက်မယ်ပေါ့သူမြောက်ပေးကားမကိုတင်မလောက်ဟိုလုံလောက်ယုံတယ်မကောက်ဘူးအဲ့လိုဖြစ်မယ်ပေါ့ဆိုတော့ကျွဲဝခြင်းကောင်းကြီးမင်္ဂလာနဲ့ရှန်ထွက်ခြင်းကောင်းကြီးမင်္ဂလာ တကားကိုဘာနဲ့ဖွင့်ရမလဲဆိုတော့အိုးတီးပူဇော်ခြင်းအဖြစ်ဖွင့်ရမှာဖြစ်ပါတယ်။သူရဲ့စနစ်လေးရှိတယ်ဗောနော်။နောက်တစ်ခုကတော့အာလုံးတိတဲ့ဆယ်ပို့ရဖို့ဆယ်ပို့ရဖို့ဆိုလဲဒါဟောဖျားသခင်ရဲ့ကောင်းခြင်းမင်္ဂလာတကားကိုဖွင့်တဲ့တော့တစ်မျိုးဖြစ်တယ်။အဲ့ဒါကောင်းခြင်းမင်္ဂလာကတော့အာလုံးတိပါတယ်နော်။ဆယ်ပို့ရဖို့ကောင်းခြင်းမင်္ဂလာပရမအဆုံးကဘာလဲဆိုရင်တော့ကိုက်စားတတ်တဲ့အကောင်ကမှထားမယ်။မင်းအပြင်မကိုက်ရဘူးတဲ့။ ပြောချင်တာကနော်ဖြက်စီးတဲ့ဘေးဥပ္ပတ္တိကိုသူကမှားထားမယ်ဆိုကြပါစို့လေမုန်တိုင်းတိုက်တယ်အဲ့အိမ်တော့မထိနဲ့မှားထားမယ်အဲ့လိုမျိုးပြောချင်တာနော်မိငလေးလောက်တယ်ကျတဲ့အိမ်ဘယ်လောက်ထိထိအဲ့အိမ်တော့မထိနဲ့အဲ့ဒါကောင်းကြီးတကားတော့ဆက်ပို့ရဖို့နောက်ကတော့စပစ်မတိပဲမနေဘူးတဲ့ပြောချင်တာကကိုလှုပ်တဲ့အရာအောင်ကိုအောင်မြင်ရမယ်လို့နော်နောက်မင်္ဂလာတပါနောက်ကြတော့လူမျိုးတကာကမင်္ဂလာရှိတော်သူလို့မင်းခေါ်မယ် နော်မင်္ဂလာရှိတယ်လူတွေကအမြင်ပါနော်အဲ့လိုတတ်မှတ်မယ်အဲ့လိုခေါ်ကြမယ်နောက်တစ်ခုကတော့သူကဟိုနှစ်သက်ပွယ်တော့ပြီကိုရှိတဲ့နေရာကိုလှုပ်တဲ့အလုပ်ဟာနှစ်သက်ပွယ်ဖြစ်မယ်တဲ့အဲ့ဆေပိုးရပွဲကောင်းချင်းမင်္ဂလာလေးမျိုးရှိတယ်အဲ့တကားခုနပြောရပါလေနော်လုံကြုံချင်းတိုးပွားချင်းမင်္ဂလာရှိချင်းပြီးရင်နှစ်သက်ပွယ်တော့ပြီဖြစ်ချင်း အဲ့ဒီကောင်းချင်းမင်္ဂလာတကားတော့ကိုဘာနဲ့ဖွင့်ရမလဲဆယ်ဖို့တဖို့ဟောတစ္ဆာရှိစွာ ပူဇော်ခြင်းအဖြစ်ဖွင့်ရမှာဖြစ်ပါတယ်ဒီလိုမျိုးပေါ့ဟောဒီဓမ္မတိချမ်းထဲမှာဆိုရင်လည်းကျွန်တော်တို့ဘာလို့တွေ့ရလဲဆိုတော့ဖိလိပ္ပိခန်းလေးစာပိုက်စကူမှာငါ့ဖျားသခင်ဒီဘောအာနုဘော်တော်၌စံပယ်တော်မူသောစည်းစိမ်ရှိတဲ့အတိုင်းသင်တို့လူရှိသမျှတို့ကိုယေရှုခရစ်တော်အဖင်ပြည့်စုံစေတော်မူလိမ့်မည်လို့ပြောတယ် အဲ့တော့အဲ့ဒါကိုတချို့ကမှားပြီးတော့အနှစ်ဖွင့်တာပေါ့ယေရှုအဖြစ်ပြည့်စုံစေတာဖြစ်တယ်နားထောင်လို့မဟုတ်ဘူးလို့ဒီလိုမျိုးပေါ့နော်အဲ့တော့ယေရှုကြောင့်ကောင်းကြီးရတယ်ယေရှုကြောင့်စုကြည့်ရတယ်မှန်ပါတယ်ဒါပေမဲ့အဲ့ယေရှုကြောင့်ဘယ်လိုစုကြည့်ရပြီအဲ့ဒီယေရှုကြောင့်နော်ဘယ်လိုကောင်းကြီးကိုရတယ်လဲအဲ့တကားတော့ဘယ်လိုဖွင့်ရမလဲဆိုတာသိဖို့လိုပါတယ်ဒါတမန်တရားပဲတမန်တရားပဲ ဲ့တော့ဒီမှာကျတော့ဒီဖိလိပ္ပိခန်းလေး surprise ကိုကျတော့နော်တင်းတို့အလိုရှိသမျှတို့ကိုယေရှုခရစ်တော်အဖင် ပြည့်စုံစေမယ်ဆိုတာကအလိုရှိသမျှကိုယေရှုအဖင်ပြည့်စုံစေတဲ့ကောင်းချီးမင်္ဂလာတကားတော့ကိုဗာနဲ့ဖွင့်ခိုင်းတယ်ဆိုရင်အပေါ်ဦးကြည့်မယ်ဆိုတော့ဧဝံဂေလိအလှူငွေနော်ဧဝံဂေလိဧဝံဂေလိအလှူငွေနော်ပူဇော်ခြင်းအဖြစ်အလိုရှိသမျှကို ပြည့်စုံစေတဲ့ကောင်းချီးမင်္ဂလာတကားတော့ဖွင့်ခိုင်းတာတွေ့ရတယ်ဒီမျိုးဒါမျိုးလေးတွေရှိပါတယ်ပေါ့အော်ဆိုကြပါစို့အဲ့လိုပြောတိုင်းအဲ့လိုပြောတယ်ဥပမာဆေပေါ်ရပိုကောင်းချီးမင်္ဂလာ၄မျိုးရှိတယ်အူတီတော်တီကနှမျိုးကျွဲဝတ်ချင်းရှိတယ်အဲ့ဒါကြောင့်နော်အဲဖျားခင်ဂရိတီတဲ့ရကိုရမယ်ဆိုပြီးတော့မှကျွန်တော်ကတတ်မှတ်တဲ့စိတ်နဲ့လှုပ်ဖို့တော့လည်းမဟုတ်ပြန်ဘူး တမတ်ဆက်လုံတော့ရမှာမဟုတ်အဲ့လိုတမတ်ဆက်နဲ့လုံမယ်ဘယ်သူမှဘာလုံမှာမဟုတ်အိုးတီးပဲထိုင်ထက်နေမှာပေါ့ဆယ်ဖို့ရဖို့ပဲထိုင်နေကျန်တာဘာလုံမှာမဟုတ်တော့ဟောနော်ဆိုချက်ပါဆိုရင်ယေရှုငါနာပါအမြပြုဆွတ်တော်မှာတောင်းမြတ်တိုင်းကပြုမယ်လို့ပြောတယ်လေအဲ့ဒါယုံကြည်သူတိုင်းကဘာမှာနော်ဘာမှမမလုပ်တော့ဘူးပေါ့ဆုပဲထိုင်တောင်းနေမှာပေါ့အဲ့လိုမဟုတ်ပါဘူးဒါကြောင့်ဟိုယောမခန်း 8စာပိုက်26 29မှာငါတို့ဒီအဘယ်စုကိုတောင်းအမြို့မသိဘူးတဲ့တော်ရယ်နော်နှုတ်မမွတ်နိုင်ပဲစင်တို့ညီးတွားခြင်းအဖြစ်တောင်းတဲ့ခါမှာတန်ရှင်တော်ဝိညာဉ်တော်အမှဆရတယ်တဲ့တန်ရှင်တော်ဝိညာဉ်တော်ဟာတဲ့နော်ယုံကြည်သူတွေရဲ့စုတောင်းခြင်းကိုဘုရားသခင်အလိုတော်နဲ့ညီဖြစ်စေတယ်လို့ပြောတာတွေ့ရတယ်ယောမခန်း8စာပိုက်26 29ကြည့်အဲ့ဒါဘာလို့ပြောနေရလဲဒီနေ့ ကျွန်တော်တို့ကစုတောင်းနေတယ်စုတောင်းနေဘာစုတောင်းရမယ်ဆိုတော့ကျွန်တော်မသိဘူးတဲ့နော်ဒါပေမဲ့အလိုရောနဲ့ညီဖြစ်အောင်တန်ရှင်တော်ဝိညာဉ်တော်ကမဆရဲဆိုတာဘာကိုပြောချင်တာလဲခုနကျွန်တော်နာခံထားတဲ့အရာတွေတိုင်း ဖြစ်အောင်မဆရာဖြစ်တယ်အဲ့လိုပြောချင်တာဖြစ်ပါတယ်ပေါ့နော်ကိုလွတ်ချင်အောင်လို့နော်အဲအဲ့လွတ်ချင်တာကိုလွတ်တဲ့အတိုင်းပဲဖြစ်မှာပဲဒါကြောင့်ယေရှုကိုယရချင်းအတူတူ နော်တချို့ကကောင်းစားတယ်တချို့ကမကောင်းစားဘူးအကောင်းစားတဲ့အတွက်သူကဘာလဲနာခံလို့ကောင်းစားတယ်ရှိပါတယ်နာခံလို့ဆင်းရဲတာလည်းရှိပါတယ်နော်တမန်တော်တွေကြည်ပါရှေးဓမ္မဟောင်းကာလကပရိုဖက်တွေတကယ်အမှုတော်ဆောင်နော်ဒီဘယင်တွေဒီဟိုတွေပြောတာမဟုတ်ဘူးတကယ်အမှုတော်ဆောင်ပရိုဖက်ကြီးတွေကြည် နားထောင်လို့အကြလို့ဆင်းရတာနော်အဲ့တော့ဒီဓမ္မသစ်လက်ကြည့်လိုက်ပေသူမစာပြေတမန်တော်အားလုံးဘလောက်ထိဘုရားသခင်စကားတော်သူနားထောင်တယ်လဲနားထောင်လို့လို့ဆင်းရတာလည်းရှိပါတယ်ဒါသူ့ရည်ရွယ်ချက်နဲ့သူ ဖြစ်တယ်အတိကသည်ဘုရားဘုံထင်ရှားဖို့ဖြစ်တယ်နားလဲဘုရားအဲ့တော့သင်ဟာနော်နားထောင်တော့ကြောင့်ကောင်းကြီးရပိုင်ခွင့်ရှိပါတယ်ရှိပါတယ် အဲ့ဒါဟာဘုရားဘုံထင်ရှားဖို့မဖြစ်ရမယ်။နော်ဖြစ်ရမယ်။တတ်မဲ့တဲ့စိတ်နဲ့ဆယ်ဘို့ဘို့သွားထဲတယ်။တတ်မဲ့တဲ့စိတ်နဲ့ဆယ်ဘို့ဘို့ထဲလို့ရယူဆိုရင်တော့နော်တကဘာလုံးဆယ်ဘို့ဘို့ထဲပြီးတော့မှဟာလာမိုးကောင်းကင်ဘရင်ဖွင့်ပြီးတော့စားเสียရနော်အကုန်လုံးဆင်းရဲလို့တရားမဟုတ်ရှိမှာမဟုတ်ဘူး။အိုးတီတော်တီလဲတိုင်းမဲ့ အဲ့လိုမဟုတ်ဘူးပေါ့သူနီးလန်းလေးနဲ့ဘုရားကိုယုံကြည်ခြင်းနဲ့ချစ်တဲ့စိတ်နဲ့เนาะနာခံလက်လျှောက်ရတာဖြစ်တယ်เนาะနာခံလက်လျှောက်ရတာမဖြစ်ဘူးကိုယ့်ကိုရှော့ရှော့လုပ်တာမျိုးမဟုတ်ဘူးကိုယ့်ရဲ့ကိုယ့်သူကိုအားကိုးတာမျိုးမဟုတ်ဘဲနဲ့နားထောင်ခြင်းမနာခံခြင်းကိုကျွန်တော်ကမျော်လင့်တာဖြစ်ပါတယ်အချိန်တန်မှာအတိအသိဖို့အတွက်အဲ့တော့ဒီနေရာမှာပြောချင်တာကတချို့ကပြောတတ်တယ်ယေရှုခရစ်တော်အဖင် ကောင်းကြည့်ရတာပါတဲ့ကျင့်နိုင်လို့မဟုတ်ပါဘူးတဲ့ဒါမျိုးနော်အဲ့တော့အဲ့ဒါလည်းတပိုင်းမှန်ပါတယ်တပိုင်းမှန်တယ်ဆိုတော့ဗာလဲပြောရင်တော့အဲ့ဒီကယေရှုအဖင်ရတဲ့ကောင်းကြီးဆိုတာကဗာလဲတကယ်တမ်းကျတော့ကြီးစုမင်္ဂလာဖြစ်တယ်ကျွန်တော်ဘာမှမလုပ်နိုင်တဲ့အရာဥမာကောင်းကင်ဘုံရောက်ဖို့ငရဲကလွတ်ပြီးကောင်းကင်ဘုံရောက်ဖို့ဘယ်သူမှမလုပ်နိုင်ဘူးယုံကြည်ယုံနဲ့ရတယ်ဆိုကြပါစို့သူတူနာဆွဲတဲ့မင်္ဂလာတယောက် ဘာစိတ်မှကုလို့မရအောင်ယေရှုသေရောက်တာနဲ့တင့်ယုံကြည်ခြင်းတင့်ကဲတင်မိ။ပြီးရင်တရားစီရင်မှုရှိရာဥရတမီသေးတယ်ယေရှုကဘာပြောလဲမစိုးရင်လည်းယုံကြည်ခြင်းတစ်ခုသာရှိစေလို့ကဲချီတင်းတဲ့လူဘယ်လူနည်းနဲ့မှစူးစမ်းပြီးတော့မှအသက်ရှင်လို့မှမရပဲယုံကြည်ဖို့ပဲဆရကတော့နော်မျက်စိကနဲ့သူ နားမကြားတဲ့သူတွေနော်ခြေလက်တည်တဲ့သူတွေ အဲ့ဒါဘာစင်းနဲ့မှကိုလို့မရဘူးအဲ့ဒါပြန်ကောင်းဘလို့မှကျင့်လို့လည်းမရဘူးအယုံကြည်ခြင်းတစ်ခုပဲအဲ့ဒါကြီးစုမင်္ဂလာလို့ခေါ်ပါတယ်ခင်ဗျကျန်တာဘာမှလည်းမလုပ်နိုင်နော်ကောင်းချင်းမင်္ဂလာကြတော့နာခံဖို့ဘုရားသခင်ပြောတဲ့အတိုင်းနာခံခြင်းအဖြစ်သူ့ပြုလင်ဆိုတဲ့နောက်ကစကားဖြစ်တယ်နော်အကောင်းချင်းမင်္ဂလာအဲ့လိုရတာဖြစ်ပါတယ်မတူပါဘူ မတူပါဘူးဒါပိုင်းခြားပြီးသိဖို့လိုတယ်ခုနယေရှုခရစ်အဖက်အလိုရှိတဲ့ပြည့်စုံစေမယ်ဆိုတာဘာသူပြောတာလဲအေဝံဂေလိနော်အလုံးဝထဲ့တယ်လို့ပြောနေတာဖြစ်တယ်ဒါငါတို့အားလုံးနဲ့ဆိုင်တယ်လို့ပြောလို့မရဘူးတင်ရအေဝံဂေလိအလုံးကိုထဲ့တော့တင်နဲ့ဆိုင်တယ်သူတို့ရှိပါတယ်ပေါ့ဒါကြောင့်အားလုံးနားလည်ဖို့ကတော့ဒီနေ့ကောင်းချီးမင်္ဂလာတကားတော့ကိုဖွင့်တော်နီးကတော့နာခံခြင်းဖြစ်ပါတယ် ဒီနဲ့ဆက်ပြီးတော့မှနော်တေဝအတ္တနဲ့ရွေးနှုတ်ဝိကေတင်တဲ့ဘုရားသခင်ကိုမှမနာခံဘူးဆိုရင်ဘု து သွားနာခံပါလေဘု து သွားနာခံပါလေလောကကိုနာခံပါလားဘု து သွားနာခံပါလေနော်တချို့ကပြောတယ်လေကျွန်တော်ကနားထောင်လို့ကောင်းကြီးရတာမဟုတ်ယေရှုကြောင့်ကောင်းကြီးရတာသူလိုပြောတယ်ပေါ့အဲ့တော့နားမထောင်ဘဲနဲ့ဟိုကောင်းကြီးရတယ်ဆိုတာမရှိပါဘူး အဲ့ဒါဆိုတော့ယေရှုဇာရရတာမဟုတ်ပါဘူးစာရန်ဇာရရတာပဲဖြစ်ပါလိမ့်မယ်နော်ဘုရားသခင်သူစကားနားမထောင်တဲ့လူဘယ်လိုကောင်းချီးပေးမှာရောနော်ဂျေဇုပြုတာရှိပါတယ်အဲ့ဒါယုံကြည်တော်သူယုံကြည်လို့ပဲရတဲ့အရာဆိုရင်ဂျေဇုပြုတယ်ဘုရားကနော်စွတ်တောင်းမြပေးမယ်ဆိုတော့အဲ့ဒါကိုပြောချင်တာတောင်းတော်သူတွေရိုက်ကဲချီတောင်းမြအကုန်ရလားသူ့ရွေချက်ရှိပါတယ်နော်ဒါလေးကိုပိုင်းခြားပြီး နားလည်ဖို့လိုပါတောင်းတော့သူရအကုန်ထိုင်တောင်းနေမှာပေါ့ဘယ်သူကမလုပ်တော့မှာလဲအဲ့လိုမဟုတ်ဘူးနော်အဲ့လိုမဟုတ်ဘူးသူကဘာကိုတောင်းမလဲဆိုတော့ခုနကကျွန်တော်ပြောတယ်ဝိညာဉ်တော်ကသူ့သူမဆာကွဲ့နာခံမှုအပေါ်မှာနော်တဲ့သွားကိုတောင်းတာနဲ့ကိုနာခံတာနဲ့တဲ့သွားအောင်သူကမဆာပေးတယ်အဲ့ဒါကောင်းချီးမင်္ဂလာကြတော့ဒါကြောင့်ဒီနေ့ဆာပြီးစိတ်ကူးမလွဲပါနဲ့တဲ့ကဲတင်တဲ့တဲ့အသက်နဲ့ချစ်ပြီးတော့မှအသက်နဲ့ရွေးနုတ်ကဲတင်တဲ့ယေရှုခရစ်တော်ရဲ့စကားတော်ကို ငါထောင်ပါเนาะအဲ့ဒါကမဲရလူချင်းနဲ့เนาะကမဲရလူချင်းနဲ့ကြီးမြတ်ဆုံးတော့အကျင့်ပဲဖြစ်ပါတယ်ဒါကြောင့်ဒီညစပြီးတော့မှအထက်ထပ်ပြောချင်တာကတော့ကောင်းကင် တကားကဖွင့်เสียတော့မျိုးစုံရှိတယ်မျိုးစုံရှိတယ်ခုနကကျွန်တော်ပြော၄၅မျိုးရှိတယ်ကျွန်တော်အများကြီးရှိတယ်အဲ့လိုနင်းနဲ့နာနာခံပြီးတော့မှဖွင့်ပါเนาะပွင့်လာလိမ့်မယ် ဒါလည်းဖျားဖို့ထင်ရှားစုဖြစ်ပါစေလို့ပြောကြရင်လည်းနေကုန်ချုပ်ပါတယ်ဖျားသခင်နေတင်တော်အလုံးကောင်းချီးပေးပါစေတော့အာမင်